Goodson Park မှာ Everton ကို2-0နဲ့အနိုင်ယူပြီးတော့ Champions League ဝင်ခွင့်ပြိုင်နေတဲ့အသင်းတွေကိုတက်လှမ်းလိုက်တဲ့ Man City မင်္ဂလာပါ Cooking the Football Show on the Jewel Park မြောက် Goodson Park မှာ Man City က2-0နဲ့ Asian ကိုအနိုင်ယူခဲ့တဲ့ပွဲနဲ့ပတ်သက်ပြီးတော့ full time review ပွဲပြီး3တက်ချက်ကိုလုပ်ပေးသွားကြပါမယ်။ Man City အသင်းကဒီနေ့ရာသီမှာတော့ ပြီးခဲ့သောရာသီတွေကလည်းမတူညီတဲ့အခြေအနေတခုကိုသူတို့ကြုံတွေ့ခဲ့ရတယ်။ကျွန်တော်လည်းတခါမှပပ်နဲ့မန်စီးတီးတွဲပြီးအဲ့လိုအခြေအနေမျိုးကိုမမြင်ခဲ့ရဘူး။ဒါကချန်ပီယံလိဝင်ခွင့်ပြန်ပြိုင်နေရတဲ့အခြေအနေမျိုးပါ။ဆိုတော့မန်စီးတီးဒီချန်ပီယံလိဝင်ခွင့်၃နေရာအတွက်ဒီချိန်မှာ evident အသင်းကိုအကောင်းဆုံးအနိုင်ယူခဲ့ပြီးတော့ပြိုင်နေတဲ့အသင်းတွေကိုတက်လှမ်းလိုက်တာပဲဖြစ်ပါတယ်။အဲ့အတွက်ကြောင့်မနေ့ဖက်မှာချန်ပီယံလိဝင်ခွင့်ပြိုင်မှုရှိတဲ့ အသင်းအနေနဲ့ဖိအားကြီးသွားပြီလို့ပြောနိုင်ပါတယ်။ဒါပေမဲ့မန်စီးတီးဒီအေဗရန်ကိုလွယ်လင်းတကူအနိုင်ရခဲ့တာတော့မဟုတ်ဘူး။ပုံပုံလေးလေးပြောမယ်ဆိုရင်ဒီပွဲစဉ်ကမန်စီးတီးရှုံးမဲ့အခြေအနေမျိုးတွေတောင်အများကြီးရှိခဲ့တာပါ။အဲပြိုင်ဘက်အသင်းရဲ့ဂိုးသွင်းမတေချာမှုတွေဂိုးသမားအော်ဒီဂါရဲ့ကာကွယ်မှုတချို့ကောင်းမွန်မှုကြောင့်သာမန်စီးတီးမမျှော်လင့်တဲ့ရလဒ်တစ်ခုနဲ့အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။ဘလို့ရလဒ်မျိုးပဲဖြစ်ဖြစ်လက်ရှိအချိန်မှာတော့ နိုင်ငံတော်ဘက်ရဖို့ပဲအရေးကြီးတယ်ဒီနေ့ရဒီမန်စီးတီးကတော့ဒါ give up လုပ်လိုက်တဲ့နှစ်ပဲဗျာမန်စီးတီးလို့ပတ်လို့အသင်းနဲ့လူပုတ်ကိုဖြစ်နေလို့ဒါချန်ပီယံလိဝင်ခွင့်တနေရာအတွက်ပြန်လဲစိန်ခေါ်နိုင်တာတာမန်အသင်းအသင်းနီးပြတယောက်ဆိုရင်တွားပြီဒီရဒီမှာ1 to 10ဝင်ဖို့လား နော်ဒါမှမဟုတ်လေအဆင့်30နောက်ရောက်သွားမလားတော့မပြောတတ်ဘူးတိုးတော့ပက်ကတော့ထိန်းထိန်းသိမ်းသိမ်းနဲ့နောက်နှစ်ရာသီမှာချန်ပီယံလိဝင်အောင်အကောင်းဆုံးကြိုးစားကစားနေတာတွေ့ရတယ်အဲ့တော့သူတကူတွင်းလိုက်ပြီးတဲ့အချိန်မှာတော့မှအရင်တော့ကမမြင်ခဲ့ရဘူးတဲ့ပက်ရဲ့ emotion တွေတော့ကျွန်တော်မြင်ရတယ်ပက်ဒီကပ်ပြီးနိုင်အောင်မှအာတီတပြည့်တဲ့နီးပြတ်တယောက်တော့မဟုတ်ဘူးနိုင်ရင်လဲဂိုးပြက်နိုင်ရမယ်ဂိုးမပြက်ရင်လဲကစားပုံအတာစည်းနဲ့ပြိုင်ဘက်ကို တောက်လျှောက်မိနစ်90လုံးအပြစ်စီးပြီးကစားနေနိုင်ရမယ်။ Orally တွင်းသွားတဲ့အချိန်မှာပတ်ပြက်ဖြစ်သွားတဲ့ညနာပုံစံအရင်တော့ရာသီတွေမှာတခါမှမမြင်ဘူးခဲ့တဲ့ပုံစံမျိုးပေါ့နော်။ထားပါအဲ့တော့ Everton ကဘာဖြစ်ရမှမရှိဘူး။ Asian ပြိသက်အားနဲ့အတူ David Moyes ရဲ့လက်ထက်မှာအကောင်းဆုံးကစားနေတဲ့အသင်းတစ်သင်းဖြစ်တာနဲ့အညီ Man City ကိုလည်းဖိအားပေးပြီးကစားသွားခဲ့တယ်။ဆိုတော့ Everton အသင်းအကြောင်းကျွန်တော်အရင်ဆွေးနွေးရလိမ့်မယ်။အဲ့တော့ David Moyes လက်ထက်မှာ Everton ကတော်တော်တိုးတက်လာတယ်လို့ပြောရမယ်ဗျ။ အရင်တော့ရှောင်းဒိုက်ပဲဖြစ်ဖြစ်เนาะတခြားသောနီးပြတွေနဲ့ပဲဖြစ်ဖြစ် evidence ကိုကျွန်တော်တို့ evidence နဲ့တူညီတယ်လို့မခံစားရဘူးအခုမှ ကျွန်တော် evidence နဲ့တူညီတယ်လို့ခံစားရတာ evidence ရဲ့ david wise ထွန်းတောက်စင်အချိန်ကာလကိုမိခဲ့တဲ့ညီကိုတွေကတော့ကောင်းကောင်းသိမှာပေါ့ evidence ဒီ fighting spirit အပြည့်နဲ့ဘယ်အသိမဲ့လာလာရှယ်ကောင်းတဲ့ဖြင်းမြင်းအသင်းတသင်းပုံစံနှစ်တိုင်းလို့လို့ကစားခဲ့တဲ့အသင်းတသင်းမှာဆိုတော့ လိုက်ဒမေးစ်က assistant manager ဖြစ်တာဝန်ထမ်းဆောင်နေပြီး David Moyes တို့နဲ့တစ်ခစ်တစ်ခါ evident အစုအဖွဲ့တည်အခုနောက်ပိုင်းမျိုးဆက်တွေကိုစိတ်သက်ပိုင်းလေးတွေရောပြန်ပြီးတော့တဖြည်းဖြည်းချင်းအသက်သွင်းပေးလာနိုင်ခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဒီနေ့ပွဲမှာ evident ကပို့ပြီးတော့အသာကြီးရခဲ့တာပါပထမပိုင်းမှာ evident ရဲ့ပွဲကိုစိုးမိုးကစားနိုင်ခဲ့မှုတွေဂိုးသွင်းခွင့်တွေပို့ပြီးတော့မြင်ခဲ့ရတယ်လို့ဒုတိယပိုင်းရောက်တဲ့အခါမှာလည်းမိနစ်60လောက်ထိ evident အသင်းရဲ့စိုးမိုးမှုတွေရှိခဲ့ပါတယ် ို့တော့ Man City အသင်းရဲ့ viewer ဘိုင်းလို့ပဲပြောရမလားပေါ့နော်ပေးပြီးတော့ကစားထားတဲ့ situation ဖြစ်သွားလာတော့ဒါတော့ Pep ကိုယ်တိုင်ပဲသိလိမ့်မယ် Pep ဒီပုံမှန်အပြင်အဲ့လိုခံပြီးကစားတဲ့အသေးသေးမဟုတ်ဘူးဗျဒီဘက်မှာလည်းခံကစားတယ်လို့တော့ပြောတာမဟုတ်ပါဘူးဒါပေမဲ့လည်းအရင်အာတုံကိုဆိုင်နဲ့ငါတို့တွေကအကောင်းဆုံးတိုက်စစ်ဒီအကောင်းဆုံးခံစစ်ဆိုတော့ယူဆချက်မျိုးနဲ့စော့တာမဟုတ်တော့ဘူးပွဲရဲ့အခြေအနေကိုတစ်ချက်စောင့်ကြည့်ပြီးတော့လေ့လာပြီးတော့ကစားသွားခဲ့တယ်ဒါကပပ်အနေနဲ့တဖြည်းဖြည်းစီ ပြန်ပြီးတော့ Premier League ကနေတင်ယူလာတဲ့တင်မှုတချို့လို့တော့ကျွန်တော်ယူဆပါတယ်။ဘာကြောင့်လဲဆိုတော့ Pep ရဲ့ကစားတဲ့ပုံစံ viewer အခင်းချင်းကို EPL အသင်းတွေကတဖြည်းဖြည်းချင်းစီနားလည်လာတယ်။အဲ့နောက်ဘက်မှာ Pep ကလည်းခေါင်းမာလို့မရအောင်အရင်တော့ Pep ကသူ့ရဲ့တတနာသည်အကောင်းဆုံးတိုက်စစ်သည်အကောင်းဆုံးခံစစ်ပဲကျွန်တော်ချစ်မှလည်းပြောပြီးဘာကြောင့်လဲဆိုတော့ငါတို့က numerical advantage တွေရတဲ့အခါကျရင်ပြိုင်ဘက်အသင်းကဘောလုံး ရတဲ့အကြောင်းမရှိတော့ဘူးငါတို့ကိုခံစစ်ပဲကစားမှဖြစ်တဲ့အတွက်ကြောင့်ငါတို့ကိုတိုက်စစ်ဆင်မှုဆိုတာမဆိုထားနဲ့သူတို့ကိုမပေးရအောင်ပဲစူးစမ်းနေရတဲ့ဆိုတဲ့အတွေးခေါ်ယူဆချက်မျိုးနဲ့ရှေ့ကအသင်းတွေကိုကင်တွေခဲ့တာပါဒါမှမဟုတ်လေခံစစ်ကစားတဲ့ဆိုတဲ့နေရာမှာပုံတရံမျိုးတုံရှိတယ်အခေဟောင်းခံစစ်ကစားတဲ့ view ကတော့ကိုယ့်ရဲ့ဟို box ထဲမှာပဲပြုံပြီးတော့ကစားတာပေါ့ဗျာရှင်းရှင်းလေးပေါ့ဒါကတော့တော်တော် modern လောကခေတ်မှာခံစစ်ကစားရတယ်ဆိုတာ ပြိုင်ဘက်အတင်းရဲ့ကွင်းဘက်ချမ်းမှာတနည်းအားဖြင့် opposition half မှာခံစစ်ကစားမှာလာကဲအဲ့ထက်တဆင့်ထတ်တိုးမယ်ဗျာ counter pressing နေပေးမယ်တစ်ဖက်အတင်းရဲ့ final တက်ထဲမှာခံစစ်ကစားမှာလာအများကြီးကွဲသွားပြီအဲ့တော့အခုနောက်ပိုင်းအတင်းတော်တော်များကို့အတင်းရဲ့ခံစစ်ချမ်းနဲ့ပြိုင်ဘက်အတင်းရဲ့ကွင်းလေချမ်းပေါ့နော် middle တက်နဲ့ကျွန်တော်တို့ attacking တက်ကြားထဲမှာအဲ့ pocket space ဆိုတဲ့နေရာရှိတယ်ကိုရဖို့အတွက်အရန်အပြုတ်လို့ကောင်းတယ် နေရာအခင်းချင်းတွေဒါပတ်ပြက်အားကိုးရနေရာတွေပဲ half space ဆိုတာကလည်းအဲ့ central zone ထဲမှာပဲရှိတယ်အဲ့ pocket space တရားနေစင်သူတွေတမန် running တွေချိန်ပြီးတော့ဂိုးသွင်းမှုအတွက်အများသောအပြင်ကြိုးစားတယ်အဲ့နေရာမှာလုံးဝ deep အောင်ကစားလိုက်တဲ့အတွက်ပပ်တို့ဒီဂိုးရဖို့နောက်ပိုင်းပွဲတွေမှာကြိုးစားအားထုတ်မှုပိုပြီးများလာတာတွေ့ရတယ်အဲ့ဒီနေ့ပွဲစဉ်မှာလည်း everton ကဒီပုံတိုင်းပဲကစားခဲ့တာကွင်းလေကစားသမား၃ယောက်တီး man city ရဲ့ကွင်းလေကို အကောင်းဆုံးအသာစီယူနိုင်ခဲ့တယ်။မန်စီးတီးကွင်းလယ်မှာလည်းအသက်အရွယ်ကကျလာပြီးဖြစ်တဲ့ကစားသမားတွေများတယ်ဗျာ။ Kevin De Bruyne ဆို defensive action လုံးဝကောင်းတော့တာမဟုတ်ဘူး။ Gundogan ကလည်းလည်းငကူကလေးက defensive action အရင်ကောင်းနေတော့မဟုတ်ဘူး။ Nico Gonzalez တယောက်ပဲရှိတယ်။အဲ့တော့ပြိုင်မဲ့အသင်းရဲ့ကွင်းလယ်မှာ Ghana, Gui, Tukuri တုံးရောက်လုံးဝလှုပ်အားနှုံးအပြည့်နဲ့ကစားနိုင်တယ်။နှစ်တစ်ပုံစံမျိုးတစ်တစ်တစ်ပုံစံမျိုးနဲ့နီးပြလုံးဝ instruction အပြည့်ပေးထားတာ ုံစံတစ်မျိုးတည်းကစားခိုင်းတာမဟုတ်ဘူးဒီနေ့မှာဂွီအနေနဲ့ဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာမမောနိုင်မပန်းနိုင်တောက်လျှောက်လိုက်ပရက်တဲ့ပုံစံတွေကမစီရီရဲ့ကွင်းလင်ကစားသမားတွေကိုပိတက်လို့ဖို့အတွက်အခက်ကြုံစီခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းမစီရီအသင်းဒီမိနစ်60နောက်ပိုင်းမှာပြန်ပြီးတော့အသာကြီးရလာတယ်အခွင့်အရေးတချို့ရလာတယ်လူစားပြောင်းလဲမှုတချို့လည်းရှိခဲ့တယ်ဒါဂျော်မီဒိုကူရဲ့တူအာယုံအားတွေဒုတိယအမြောက်ကျွန်တော်ပို့ပြီးတော့မြင်ခဲ့ရတယ်ဒီချိန်မှာတစ်ဖက်က ကျနေပြီဖြစ်တဲ့အတွက်ကြောင့်အသင့်ဖြစ်သွားတယ်လို့ကျွန်တော်ထင်တယ်။အဲ့ချိန်မှာအာကောင်ပေါင်းတန်နော်ကစားသမားအဖြစ်ပထမအိမ်မှာတောက်လျှောက်တီးနေဖြုတ်နေတဲ့ O'Brien အနေငယ်ကြလာတယ်။ O'Brien ဘက်ကနေ Jeremy Doku ရဲ့ dribbling နေနော်ကောင်းမှုမှုကတဆင့် space တီးရခဲ့တယ်။ပထမအတွင်းကလည်း Tony Dube ပဲကျွန်တော်ရခဲ့တာပါ။ဘောလုံးကတစ်ဖက်ကိုရောက်သွားတဲ့အချိန်ဘာနာတိုဆီဗာကနောက်က overlap တက်လာတဲ့ Martin Nunes ကိုပေးလိုက်တယ်။ Nunes ကနေတစ်ဆင့်မှကျွန်တော်အနှိမ့် cross ball ပေးလိုက်ရာကနေ ကန့်သွင်းသွားတဲ့သူကတော့ Urelli ဖြစ်ပါတယ်အဲ့လိုနဲ့အဖွင့်ကိုရသွားတာပါဒါဒုတိယမြောက်ကိုဆိုလည်းမတင်ထားတဲ့အခြေအနေမျိုးအနေနဲ့မစီးတီးတို့ရခဲ့တာဖြစ်ပါတယ်အဂွန်နိုကန်ရဲ့နော်ပြန်ချပေးလိုက်တဲ့အခြေအနေကို Kevin De Bruyne ဘောလုံးကန်သွင်းတာတိတ်ပြီးတော့မတည်တတ်ဘူးလဲကျသွားခဲ့ပေမဲ့ဂိုးပေါက်တဲ့ကိုတက်တက်ဝင်သွားခဲ့တဲ့အတွက်2-0နဲ့အနိုင်ရရှိသွားခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီနေ့ရာဒီမှာတော့မန်စီးတီးဒီဖောင်အားဖြင့်လည်းအရင်မကောင်းတော့ဘူး mentality အားဖြင့်လည်းအရင်မကောင်းတော့ဘူးသို့တော့လိုအပ်တဲ့ နိုင်ပွဲတွေကိုတော့နောက်ပိုင်းပွဲတွေမှာရအောင် ပုံဖော်နေနိုင်တာကတော့ကောင်းတဲ့လက္ခဏာဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးကိုနားကျင်ပါတယ်ကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ